င်္ဂလာပါဒီနေ့အာဂျွန်လာ၁ရက်နေ့နော်ဂျွန်လာ၁ရက်နေ့ဆိုတော့အီရန်အီရန်ရဲ့အစ္စရေးယံအမေရိကန်ရဲ့အကြောင်းလေးနည်းနည်းဖတ်ပြချင်ပါတယ်ခင်ဗျာကိုကသတင်းလေးပါဗျာဆိုတော့ဒီအကြောင်းအရကအီရန်က threatens change out the US uh, with severe consequences ကအကျိုးဆက်များကို severe ဆိုတာတိတာပြင်းထန်တဲ့အကျိုးဆက်တွေကိုတဲ့ဒီမှာ with ကိုကိုလို့ပါသပြန်မှာပေါ့အကျိုးဆက်တွေကို US ကရင်ဆိုင်ရမယ်သူကရင်ဆိုင်ခံရသူက object ဖြစ်သွားတာပေါ့ if trump destroys the ဖျက်ဆီးမယ်ဆိုရင်လည်း nuclear size ပေါ့ Iran ရဲ့ nuclear size ကိုဖျက်ဆီးမယ်ဆိုလို့ရှိရင် nuclear နေရာတွေပေါ့နေရာတွေကိုဖျက်ဆီးမယ်ဆိုရင်တော့ American ခံစားရမှာတော့ပြင်းထန်မဲ့အကျိုးဆက်တဲ့ဒီနေရာမှာ Israel ရဲ့အခန်းကဏ္ဍက Israel ကမလုပ်နိုင်လဲဆိုလို့သူလျှို့ဝှက်စစ်ပွဲကို Iran နဲ့တိုက်ဖို့ကြမ်းနေတယ်လို့ဆိုတာပြောတယ်ပေါ့နော် Iran က continuously ဆိုတာသူကဆက်ပြီးတော့လုပ်နေတယ် expanding the range of its nuclear capable missiles ပေါ့ နျူကလ িয়ার တွေစွမ်းဆောင်နိုင်တဲ့တည်ဆောင်နိုင်တဲ့မဇိုင်းတွေပုံမှန်တွေ့တဲ့အတိုင်းပဲကီလိုမီတာတော့1000ကနေပြီးဟောနောက်ဆုံးမှ2000နီးပါးပေါ့တည်နိုင်တယ်ပေါ့နော် expanding ဆိုတဲ့စလုံးလေးကြည့်အောင် expand ကချဲ့တာနည်းမီချဲ့တာပေါ့နော် area ချဲ့တာအော် expand တော့နေ expand the range ဆိုတဲ့အတိုင်းဒါ it's nuclear capable ဆိုတဲ့နေရာက ability ပဲ nuclear တည်ဆောင်နိုင်စွမ်းရှိတဲ့ missiles ပေါ့အသုံးပြုနိုင်စွမ်းရှိတဲ့ missile capable are you capable i am capable capable ဆွမ်းဆောင်တယ်အလုပ်တုံးလို့ရပါတယ်နေချင်ရဟုက secretly so prepping uh, sorry prepping more prepping a preparing to do it prepping for war with iran ဒါနေချင်ရဟုအာလျှို့ဝတ် secretly adverb လျှို့ဝတ်ဆိုတာ prepping ဆိုတာကပြင်ဆင်နေတော့ဆိုတော့ပြင်ဆင်နေတော့နေတန်ရဟုလို့သူအမစ္စာ ing verb မပါဘူး ကုဂရိယဗတ်မပါဘူးဒါကြောင့်မို့ပြင်ဆင်နေတဲ့နေတယ်ဟုတ်ကိုအထူးပြုထားတယ်အီရန်နဲ့စစ်ပြင်နေအကြောင်းကတဲ့ဒီမှာအီရန် heads a master ဒါအီရန်အနေနဲ့သူတို့ကဘာကြောက်လဲဆိုရင်စစ်ကိုတိုက်ဖို့လဲဆိုရင်အီရန်ကလည်းအအစင်သင့်ပဲဆိုတဲ့ဟာကြီးပါနေတာတွေ့ရတယ်ပေါ့ဒါအီရန်က has a master စုဆောင်နေတယ် even more near near ဆိုပို့ပြီးတော့နီးနေပြီတဲ့ near weapons great uranium great uh, ယူရေနီယံတွေတည်ဆောင်နိုင်တဲ့အဆင့်ကသူတို့ကနျူကလ িয়ার ဝက်ပွန်စ်အဆင့်ရှိတဲ့ယူရေနီယံကိုစုဆောင်ထားပို့ပြီးတော့စုဆောင်ထားနိုင်နေပြီဆိုတော့အဆင့်ရောက်နေပြီ UN Watchdog Cells နေမှာ SEGS နော် Watchdog ဆိုတာတော့ဟိုစောက်ကြည့်ခွေမဟုတ်ပဲねဤပညာရှင်လို့အသုံးပြောတာ UN ရဲ့ပညာရှင်တွေကစောက်ကြည့်တာပေါ့နော် IAEA claims has UN's apt enrich uranium to weapons great levels. Because I, I support to do that.